ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခေါင်းစဉ်ပေးထားတာကတော့ဒါအွန်လန်းအန်ဆန်းရဲ့ဒီကြီးခွင့်မရလိုက်တဲ့ပွဲပေါ့နော်အဲ့တော့ဒီကြီးခွင့်မရလိုက်တဲ့ပွဲကဒါကျွန်တော်စုစည်းထားတာက၄ပွဲရှိတယ်ပေါ့နော်အဲ့တော့ဒီကနေ့မှာကျွန်တော်အဲ့ဒီတပွဲချင်းစီနဲ့ပတ်သက်ပြီးကျွန်တော်ဒါဆွေးနွေးမှုတွေပြုလုပ်ပြင်ဆက်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမပွဲကဘယ်ပွဲစဉ်ဖြစ်မလဲဆိုရင်တော့ဒါ Rainier Director နဲ့ဒါပွဲစဉ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဘာကြောင့်မို့ခွင့်မရလိုက်ဘူးလို့ဆိုရတဲ့လဲဆိုရင်တော့အထူးသဖြင့် ကျွန်တော်ကိုအောင်လာအစန်းကိုဒါရိုင်းနီယာဒရိုက်တာနဲ့ဒါတတိယမြောက်မကြည်ပွဲဒါဖြစ်စေချင်တာပေါ့နော်ဒီဆာနာကြောင့်ဖြစ်ပါလေအဲ့တော့ဘာကြောင့်မို့ကိုအောင်လာကိုကျွန်တော်ရိုင်းနီယာဒရိုက်တာနဲ့တတိယမကြည်ပွဲတည်ပြီးဇီချင်ခဲ့တာလဲဆိုရင်တော့ကျွန်တော်ရဲ့ဒီထင်မြင်ချင်တဲ့အပိုင်းပေါ့ပြီးရင်ကျွန်တော်ရဲ့ဒီဖြစ်စေချင်တဲ့အပိုင်းပေါ့နော်နောက်ပြီးတော့မှဒါဆန္နာလည်းပါလာပေါ့နော်အဲ့တော့ကျွန်တော်ပထမပွဲမှာကွာလန်ဆန်ရိုင်းနီယာဒရိုက်တာကိုဒါချုပ်ကွက်နဲ့ရှုံးနေသွားတယ်ပေါ့နော်အဲ့ဒီအဲ့ဒီရှုံးနေသွားတာကတော့ကျွန်တော်တန်နေရမရှိဘူး ဒါရန်နီယာဒရိုက်တာရဲ့ဒီ ground ဘိုင်းကျွန်တော်ဂျူဂျစ်ဆူဆွမ်းဆောင်ယူကြောင့်ဒါရှုံးနေသွားခဲ့တယ်ဒီဟာတော့ကျွန်တော်တို့ဒါရှုံးနေသွားခဲ့တဲ့အရာနဲ့ပတ်သက်ပြီးကျွန်တော်လုံးဝဒါ100%လက်ခံတယ်ဗောနော်အဲ့တော့ဒုတိယပွဲစဉ်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် Colin Sand နဲ့ဒီ Ryan Dyer တို့ကဒါ Colin Sand Ryan Dyer တို့ကရှုံးနေခဲ့ရတယ်ဆိုပြီးမဲ့လဲပွဲဖြတ်ပုံစံမျိုးနဲ့ရှုံးနေခဲ့ရတာမျိုးမဟုတ်ဘဲနဲ့ဒီအမတ်ပေးစီးမြင်အရာပဲကျွန်တော်ရှုံးနေခဲ့ရတာဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်အဲ့ဒုတိယမြောက်ပွဲစဉ်ဒါကျွန်တော်တို့တွားပြီးတော့မှ ြည့်လိုက်မယ်အထူးသဖြင့်ကျွန်တော်နောက်ဆုံးအချီရဲ့ဒါ10မိနစ်လောက်ကိုကျွန်တော်တောင်းပြီးကြည့်မယ်ဆိုတော့ကောလာဆန်ကအကယ်၍ဒါသူ့အနေနဲ့ဒီနောက်ဆုံးအချီမှာပေါ့နော်နောက်ထပ်ဒီ second 30ဒါမှမဟုတ်ရင်10မိနစ်လောက်ဒါအချိန်ရလိုက်မယ်ဆိုရင်တော့ဒါ right near disorder ကိုဒါအလဲထိုးနဲ့ဒါအနိုင်ရယူတွားနိုင်တဲ့အခြေအနေမျိုးတွေရှိနေတယ်ပေါ့နော်။ကောလာဆန်ကဒါ opposite position တွေ right near disorder ကိုကျွန်တော် ဒီ ground punch ပုံစံမျိုးနဲ့ထုထောင်းနေတယ်ပေါ့နော်အဲ့လိုကျွန်တော်တို့လုံးဝဖိပြီးထုထုထောင်းနေတဲ့အနေအထားမျိုးမှာကျွန်တော်ပွဲကအချိန်စိတ်သွားခဲ့တယ်ပေါ့နော်အချိန်အစောပိုင်းမှာကျွန်တော်ပြောသလိုပဲ second 30နောက်10မိနစ်လောက်ရလိုက်မယ် Ryan Durant တောင်ကဒီ ground ဘိုင်းမှာလုံးဝကိုကျွန်တော်တက်လုံးကြပြီးတော့မှပြန်ပြီးရုံးဖို့ဆိုတာလည်းမလွယ်တော့တဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့ဒီလိုကြောင့်သူ့အနေနဲ့ opposite position ပြီးခံရတဲ့အနေအထားမျိုးမှာဒါသူ့အနေနဲ့ထုထောင်းခံရဖို့ပဲရှိတယ်ပေါ့နော်အမက်ဘေးစီမင်းတွေအရာကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ကွာလာအစံကဒီတိုင်းတွေပြီးတဲ့ ဒါအမတ်စီမီအရာတော့ကောင်လဆန်အမတ်မှာနှိမ့်ခဲ့တယ်ပေါ့နော်ရိုင်းနီယာရိုင်းနီယာဒူရိုက်တာကဒီ ground ပိုင်းမှာအားတာတဲ့အတွက်ကြောင့်မို့အာသူကပြောမိဆိုရင်တော့ control time ပိုရတဲ့အတွက်ကြောင့်မို့တိုင်လူကသူ့ကိုဒါအမတ်ကျွန်တော်အပြတ်အသက်ပုံစံမျိုးဒီအမတ်တာတဲ့ပုံစံမျိုးနဲ့ဒါအနိုင်ပေးလိုက်တယ်ပေါ့နော်ဒီအောင်လာအဆန်းကိုကျွန်တော်တွားပြီးကြည့်မိဆိုရင်လေသူ့အနေနဲ့ ground ပိုင်းမှာဒါမကောင်းဘူးဆိုတာမျိုးတော့မဟုတ်ပေါ့နော်ဒါအနှဲတာတော့ကျွန်တော်တို့မှန်တယ်ဒါလုံးဝလက်ခံရမယ်ပေါ့နော် အဲ့တော့ Ryanian Director နဲ့အတွေ့မှာအောင်လာဆန်းနှစ်ပွဲဆက်တိုက်ရှုံးသွားခဲ့ရတဲ့အဓိကအကြောင်းရင်းကိုပြောမယ်ဆိုတော့ဒါသူကဒီ Stam မှာအသားကျလာတဲ့ Fighter တူဖြစ်လာတဲ့အကြောင်းရင်းပေါ့နော်ဒါကတော့အဓိကအကြောင်းရင်းလို့ကျွန်တော်ကတော့မြင်တယ်ဒီအောင်လာဆန်းရဲ့ဒီအကြောင်းပြောတဲ့အချိန်မှာရှိမှလည်းကျွန်တော်အများကြီးပြောဆိုခဲ့တယ်ပေါ့နော်အောင်လာဆန်းကဒါသူ Fighter ဘွားအစပိုင်းမှာဆိုရင်ဒီ Stam Fight ပိုင်းကအလောက်ကြီးမကောင်းဘူးဒါ Ground ပိုင်းအဓိက အသားပီးရင်တော့ကစားတတ်တဲ့ fighter ပေါ့နော်။ဒါ fighter ဘွားအစပိုင်းမှာဆိုရင်လည်းဒါ fighter တွေတော်တော်များများကိုသူ့အနေနဲ့ဒီချုပ်ွက်တွေနဲ့အနိုင်ရယူပြတဲ့ပွဲကပိုပြီးများတယ်ပေါ့နော်။အခုလက်ရှိကျွန်တော်ကွာလန်ဆန်နေလီချင်းပြည်စင်နေ KK FC ကိုကျွန်တော်ရောက်ရှိတဲ့အချိန်မှာပဲကွာလန်ဆန်ကဒါ stand fight ကိုပို့ပြီးတော့မှဒါလီချင်းနဲ့ stand fight ပိုင်းအသားကျလာတာပေါ့နော်။သူ့ရဲ့ကစားပုံကလည်းဒါမွေထိုင်းဆန်ဆန်ဖြစ်လာပြီးတော့မှဒီ stand fight ပိုင်းမှာလည်းကျွန်တော်လုံးဝဒီဆွမ်းဆောင်ကြီးကဒီ ground ထပ်ကိုကျွန်တော်ကောင်းလာတဲ့အနေအထားတစ်ခုဒီရောက်ရှိသွားခဲ့တာပေါ့နော်။ ဲ့တော့ဒုတိယအချိန်မှာတော့ကျွန်တော်တို့ဒီရလက်ကမပြတ်သားဘူးဒီတွဲချောင်းမှုရိုင်းနီယာဒရိုက်တာနဲ့အောင်လာဆန်တို့ရဲ့တွင်ဆိုင်ကိုကျွန်တော်တို့ဒါနောက်ထပ်တတိယမကြီးပွဲအနေနဲ့ဒါကြီးခွင့်မရလိုက်ဘူးဆိုတာကိုကျွန်တော်အဓိကပြောချင်တာပါနော်ရိုင်းနီယာကအကယ်၍ဒါဝမ်ချမ်ပီယံရှစ်အဖွဲ့စီကနေပြီးတော့မှဒါ UFC အဖွဲ့စီကိုကျွန်တော်တို့မရောက်ရှိသွားဘူးဆိုရင်တော့ဒါပြောလို့တော့မရဘူးနော်ကျွန်တော်သူတယောက်တည်းရဲ့အမြင်ရတော့ကောလာအစမ်းလဲဒီရိုင်းနီယာဒရိုက်တာကိုဒါရှုံးနေပြီးတော့မှဒီတခြားတော့ဒီဖိုင်တာတော်တော်များများကို ဒါဖြူဖြူပြခဲ့တယ်ပေါ့နော်တခြားသော fighter တွေကနေပြောမယ်ဆိုရင်တော့စွမ်းဆောင်ကြီးကောင်းတဲ့ fighter တွေရှိသလိုဒါအတက်ကလည်းကြီးတဲ့ fighter တွေရှိတယ်ပေါ့ဘလူးပဲပြောပြောပြဒါသူ့အနေနဲ့နိုင်ပွဲဆက်တိုက်ကျွန်တော်ရယူစွမ်းဆောင်ပြနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီနိုင်ပွဲရလက်တွေကပဲ the one championship ကအခွင့်ရေးတာပြီးမယ်ဆိုရင်တော့ online ဆန်တဲ့ Ryanian director တို့ကတတိယမကြီးပွဲအနေနဲ့ကျွန်တော်ပွဲတည်ပြီးမှဒါရှင်ပြန်ထူးတက်သွားဖို့ရှိတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ ကြီးခွင့်မရလိုက်ဘူးလို့ပဲပြောအောင်ပါပေါ့နော်ရိုင်းနီယာဒါရိုက်တာကဒါ1နဲ့ကျွန်တော်တို့ဒီလမ်းခွဲတွားခဲ့တယ်1မှာလည်းသူ့အနေနဲ့အောင်လာအဆန်းကိုနှစ်ပွဲဆက်တိုက်နိုင်ပြီးတော့မှချန်ပီယံခပ်ပတ်ကျွန်တော်ကခုရယူပြီးတဲ့နောက်ပိုင်းမှာသူကလည်းချန်ပီယံခပ်ပတ်ကောင်ကွယ်ပွဲမှာဒါအနာတူလီမာလီကိုရှုံးနေတွားခဲ့ပြီးတဲ့နောက်ပိုင်းမှာခပ်ပတ်လီလည်းကျွန်တော်ပြောင်းတွားခဲ့တယ်အဲ့နောက်ပိုင်းမှာပွဲတွေကမရဖြစ်နေတယ်ပေါ့ဒီတကြောင်သူကလည်းတော်တော်လေးကိုဒေါကန်ပြီးတော့1နဲ့ကျွန်တော်လမ်းခွဲတွားခဲ့တာပေါ့နော်โอเคအဲ့တော့နံပါတ်1ကတော့ချီရှူခွင့်မရလိုက်တဲ့ပွဲက ဗစ်တလီဗစ်ဒက်ဖြစ်ပါလေအဲ့တော့ပထမတယောက်ရန်နီယန်တူရိုက်တာပရိသတ်တွေနဲ့မစိမ့်ဒုတိယတယောက်ကလည်းဒါပရိသတ်တွေနဲ့လုံးဝမစိမ့်တဲ့ fighter ပေါ့နော်ဗစ်တလီဗစ်ဒက်အဲ့တော့ဗစ်တလီဗစ်ဒက်ကဒီဆန်းဆောင်ရဲ့အနေထားရမှာဆိုရင်တော့ဒါကိုအောင်လန်းအစမ်းနဲ့တော်တော်လေးကိုနီးဆက်ပြီးတော့မှ level 10တူလောက်ရှိတဲ့ fighter တူဦးလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဗစ်တလီဗစ်ဒက်ကိုဒါ ကွာလန်ဆန်နဲ့ဒီနောက်ထပ်မကြည့်ပွဲအနေနဲ့ဒါကြီးခွေမရလိုက်ဘူးလို့ဒါပြောရတယ်လေဆိုတော့ဒါဗီတလီဘင်တက်ကကျွန်တော်တို့အထူးသဖြင့်ကွာလန်ဆန်နဲ့ဒါ၃ချိန်တွေ့ထားခဲ့တယ်ပေါ့နော်ဒါတတိယမြောက်မကြည့်ပွဲမှာဆိုရင်သူ့အနေနဲ့ပြောမယ်ဆိုရင်စတန်ဖိုက်ပိုင်းမှာဒါအောင်လာကိုရှိန်တယ်အဲ့တော့သူ့အနေနဲ့ဒီ control time ပုံစံမျိုးနဲ့ကွာလန်ဆန်ကိုဒါပညာရပါပါနဲ့ချင်းကက်သွားခဲ့တယ်ပေါ့နော်အဲ့တော့ရှေ့မှာတော့ဖိုက်တာနှစ်ယောက်စလုံးကတော့တယောက်ကိုတစ်ချိန်အနိုင်ရယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ရလန်ကတော့ပြောမယ်ဆိုရင်တော့ဒါ ညီမြခဲ့တယ်လို့ပဲပြောမှာပေါ့နော်ဒါတို့ပေမဲ့လည်းကျွန်တော်ဒီဒုတိယမကြည်ပွဲအောင်လားဆန်နေဗီတလီဘီတက်စ်တူဒါတွေးဆောင်ခဲ့တဲ့အချိန်မှာတော့ဒါအောင်လားကပြောမယ်ဆိုတော့ဒီအလဲထိုးကျွန်တော်ဒီရယူလူနီးပါပေါ့နော်ပြောဆိုရအဲ့ဒီအခြေအနေအထိကျွန်တော်ဖန်တီးနိုင်ခဲ့တယ်ပေါ့နော်ပြောရလက်အရကျွန်တော်ဒီပုံပန်းတန်တန်အရကြည့်လိုက်မယ်ဆိုအွန်လိုင်းကလုံးဝတာဒီဘီတလီဘီတက်စ်နဲ့ဒုတိယတာတွေးဆုံမှုပွဲမှာတော့သူကလုံးဝတာခဲ့တယ် ground ဘိုင်းမှာကျွန်တော်ဟင်းပလန်အရ ဒီ vitally bitters တဲ့ကျွန်တော်တို့အနည်းငယ်လေးနှိမ့်သွားတော့ဗောနော် vitally bitters ကလည်းကျွန်တော်တို့ဒီ control time ပုံစံမျိုးနဲ့ online ရဲ့ဒီအဓိကအားနည်းချက်ကိုကျွန်တော်အဖြေတစ်ခုအနေနဲ့ဒါဒီ rania director နဲ့ပွဲစဉ်ကိုကျွန်တော်ချစ်ပြီးတော့မှသူကအဖြေရှာတွေ့နိုင်ခဲ့တယ်ဗောနော်ဒီတို့ email လဲကျွန်တော်တို့ပရိသတ်တွေအားလုံးကျွန်တော်ဒါချီနဲ့လောက်တဲ့ဒါအဆုံးတက်မှုပုံစံမျိုးမဖြစ်ခဲ့ဘူးပေါ့နော်အဲ့တော့ဒီဖိုက်တာနှစ်ဦးကြားမှာကျွန်တော်လေးချိန်မြောက်မကြည့်ပွဲကဒါဖြစ်ကိုဖြစ်လာရမယ့်လမ်းကြောင်းတစ်ခုကဒါရှိနေပြီပေါ့နော် အဲ့တော့ Vitaly Petrushka ကလည်း Nia Director ဒါအနားမယူခင်မှာကနေက Vitaly Petrushka 1နဲ့ကျွန်တော်တို့ပောက်ကွဲပြီးတော့မှဒါအနားယူသွားခဲ့တယ်ပေါ့နော်အဲ့တော့သူကလည်းဘာကြောင့်အနားယူတယ်လဲဆိုရင်တော့သူ့ရဲ့အခြေအနေကဒီ1 Championship မှာတော်တော်လေးကိုစိုးတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒါ Vitaly Petrushka က2020နှစ်မှာပွဲထူပြီး2020နှစ်မှာနောက်ထပ်ပွဲစီတဲ့ပွဲရတယ်။အဲ့တော့2020နှစ်မှာ Ryanair Director ကိုရှုံးနေသွားခဲ့ပြီးတဲ့နောက်ပိုင်းမှာဒါ2023တနှစ်လုံးဒါ ဗီတလီဘစ်တက်ကလုံးဝပွဲမရဘဲနဲ့ဒါပွဲဝေးသွားခဲ့တယ်ဗျအဲ့တော့အောင်နာအဆန်းတော့ပြောင်းဗီတလီဘစ်တက်ထက်ဆိုင်တော့အများကြီးကိုကျွန်တော်ခံတာသွားခဲ့တယ်ဗောနော်တကယ့်ကိုကျွန်တော်ဗီတလီဘစ်တက်အတွက်ဒါကိုချင်းစာမိတယ်တကယ့်ကိုတနာဖို့ကောင်းတဲ့ဖိုင်တာတဦးလို့တော့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဝမ်ချမ်ပီယံရှစ်မှာပွဲမရလို့သူဒေါကန်ပြီးတော့မှသူ့ရဲ့ဒီဝမ်ချမ်ပီယံရှစ်အင်ဂျီကိုဆုတ်ဖြတ်ပြီးတော့မှကျွန်တော်နှုတ်ဆက်သွားခဲ့တဲ့ပုံကြည့်မယ်ဆိုသူဘလောက်ထိကျွန်တော်ဒါမြို့တိတ်ပြီးတော့မှပောက်ကွဲချင်မိခဲ့တယ်လဲဆိုတော့ကျွန်တော်ဒါကိုချင်းစာမိမယ်ဗောနော် ဒါလည်း1ကိုလည်းကျွန်တော်အပြစ်သွားတင်လို့မရ1 championship မှာကလည်း fighter လေးကရှားတယ်ဗောနော middleweight တန်းမှာလည်းပြောမယ်ဆိုရင်ဒီ take by fighter တွေတော့ပဲဒါပတ်ထိုးနေတယ်ဗောနော်ဒီလူတစ်လေးတွေကျွန်တော်ရောက်လာတာလည်းမတွေ့ရဘူးအဲ့နောက်ပိုင်းကနေ1 championship ပွဲမထိုးဘဲနဲ့ဗောနော်ဒီ2024မှာကျွန်တော်ဒီ one เนี่ยကျွန်တော်လမ်းခွဲတယ်လမ်းခွဲပြီးတော့2024မှာပဲဒီ Russia ကအဖွဲ့အစည်းတူဦးဖြစ်တဲ့ ACE မှာပေါ့เนาะဒါလက်ရှိအချိန်ကြီးကိုပွဲစဉ်နှစ်ပွဲထိုးတက်ထားပြီးတော့မှဒါတပွဲနိုင်တပွဲရှုံးရက်လက်ကိုဒါပိုင်ဆိုင်ထားတယ်ပေါ့เนาะဒါ Vitaly Petrich အနေနဲ့ တော့ပွဲနေတဲ့အရင်ကြီးကျွန်တော်ဝေးထားတာမျိုးဒါမကြုံတွေ့ရဘူး။ဒါ1 championship မှာလည်း1ကလည်းသူ့ကိုပွဲတွေပေးပြီးတော့မှဒါခွင့်ရပေးနေတယ်ဆိုရင်တော့ဒါကွာလာဆန်းနေကျွန်တော်၄ချိန်မြောက်မကြည့်ပွဲကဘလို့ပဲပြောပြောကျွန်တော်ဒီမြန်ထိုးတက်နိုင်တဲ့အလားအလာမျိုးတွေရှိနေတယ်ဗောနော်အဲ့တော့ဒီအတွက်ကြောင့်မို့ကျွန်တော်ဒီပွဲစဉ်ကကွာလာအန်ဆန်းရဲ့ဒီကြီးခွင့်မရလိုက်တဲ့ပွဲစဉ်တပွဲအနေနဲ့ဒါပါဝင်နေတာဖြစ်တယ်ဗောနော်အဲ့တော့နောက်ထပ်တယောက်ကဒီအနာတူလီမာလီခင်ဖြစ်နေဗျဒါကတော့ကျွန်တော် ချီခွင့်တော့ရချင်တယ်ဒါပေမဲ့ချီခွင့်မရလိုက်တော့ဘာကြောင့်ကျွန်တော်အနာတူလီမာလီခင်ကိုကျွန်တော်ထည့်ပြီးတော့မှဒီနံပါတ်3နေရာမှာကျွန်တော်ပြောရတယ်လေဆိုရင်တော့မေဒဝိတန်အနေထားမှာအကယ်၍တာပေါ့နော်ရိုင်းနီယန်ဂျန်နရေတာကအောင်လန်ဆန်းကိုကျွန်တော်ဒီဒုတိယအချိန်မှာလာအနိုင်မရယူနိုင်ခဲ့ဘူးဆိုပေါ့နော်ဒါမေဒဝိတန်ဖြစ်ဖြစ်လိုက်ဟဲဗီဝိတန်ဖြစ်ဖြစ်ဒါအောင်လန်အန်ဆန်းကိုဒါရှင်နိုင်မဲ့ဖိုက်တာကမရှိတော့ဘူးလို့ကျွန်တော်တို့ဒါယူဆလို့ရတယ်ရိုင်းနီယန်ကိုဒါဒုတိယမကြီးပွဲမှာအောင်လန်ကအနိုင်ရယူသွားနိုင်ခဲ့မဲဆိုရင်တော့အခင်းချင်းကဒါလုံးဝ သူနောက်ထပ်ရှင်ပြန်ထူတက်မဲ့ fighter ဆိုလို့ကျွန်တော်အာနာတူလီမာလီခင်လောက်ပဲကျွန်တော်တို့ကျင်တော့တယ်ပေါ့နော်အာကျွန်တော်တို့ရှာမီအာဒူဂန်ကလည်းအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီရလတ်ဒီကျွန်တော်ရယူနေသေးတဲ့အခိုက်အတန့်ပဲဖြစ်သေးတယ်ပေါ့နော်ဒီကျွန်တော်အောင်လာနဲ့ကျွန်တော်တွေးဖို့ကလည်းတိတ်မဖြစ်နိုင်သေးတဲ့အနေအထားမျိုးမှာဂွာလာဆန်ကအကယ်၍ဒါကျွန်တော်တို့ဒီရိုင်းနီယာဒီရိုက်တာဒုတိယမကြည့်ပွဲမှာနိုင်ခဲ့မေဆိုတော့ဒါကျွန်တော်တို့အနေနဲ့အနာတူလီမာလီခင်နဲ့မကြည့်ပွဲကကြီးစုတွမ်းရဖို့များတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒါကြီးခွေးမရလိုက်တဲ့အပြင်ကျွန်တော်အနေနဲ့တွဲဆိုင်ကိုလုံးဝကျွန်တော်ဖြစ်စေချင်တာပေါ့နော်တို့ပေမဲ့မဖြစ် မဖြစ်လိုက်တာကတော်တော်လေးကိုရင်နာဖို့ကောင်းတယ်ဗျဒါရန်နီယာဒါရိုက်တာနဲ့ဒီအောင်လာအန်ဆန်နဲ့ရှင်တာနဲ့နောက်ထပ်တွဲဆိုင်အနေနဲ့ကျွန်တော်တို့ဒီအနာတိုလီမာလီခင်နဲ့ဒါအောင်လာအန်ဆန်တွဲဆိုင်နှစ်ခုကိုနိုင်ရှင်ကျင်းလိုက်တဲ့အချိန်မှာဒီအနာတိုလီမာလီခင်နဲ့အောင်လာအန်ဆန်တို့ရှင်ပြိုင်ထိုးတက်တာကပို့ပြီးတော့မှဒါအချိန်နဲ့ရှိပြီးတော့မှဒါပြိတက်တွေကိုရသဖြိုပြီးမှုအပြည့်ပေးနိုင်တယ်ဗောနော်အဲ့တော့ဒီတွဲဆိုင်ကိုတော့ကျွန်တော်တည်ပြီးမယ်ဆိုရင်တော့ဒီချန်နယ်ပြရန်နီယာဒါရိုက်တာနဲ့အောင်လာအန်ဆန်တို့နှစ်ချိန်တွဲဆုံခဲ့တဲ့ပွဲစဉ်ထက်ကျွန်တော်ချီလို့ကောင်းမယ်ဆိုတာလုံးဝ သူတို့ chain data ပြောလို့ရတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီအဲ့တော့ဒီမာလီကနဘန်းနောက်ခံတာရှိတယ်ဗျာ။ဒါပေမဲ့ဒီချုပ်ကပ်ပိုင်းမှာ तू ကအဲ့လောက်ထိဒါအမတဘူးလို့ကျွန်တော်ပြောလို့ရတယ်။ချုပ်ကပ်ပိုင်းလည်းအဲ့လိုမတုံးဘူးပေါ့နော်။အဲ့တော့ဒီမာလီကကစားပုံက तू ကနည်းနည်းလေးဒီ clinch ပူးပြီးတော့ fighter တွေကိုဒါဆွဲလဲမယ်ပေါ့နော်။ဒါနဘန်းအတုံးချမယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်း stand ပိုင်းကြီးပဲဒါရှင်ထိုးမယ်ပေါ့နော်။ကင်မီ तू က stand မှာရှင်ထိုးနေတန်းတန်းနဲ့ဒီ fake ပြီးတော့မှဒါ ground ပိုင်းဝင်လာမယ်ဆိုရင်အောင်လာအစမ်းနဲ့ရှင်ပြန်ထိုးတတ်မယ်ဆိုရင်အောင်လာအစမ်းက ဒီမြေပြင်ပေါ်ရောက်တာရောက်သွားမယ်ပေါ့နော်ဒါချုပ်ကွက်နဲ့ကျွန်တော်ရှုံးလိမ့်သွားရမယ်ဆိုတော့အနိထားမျိုးကဒါမဖြစ်နိုင်ဘူးပေါ့နော်ဒါမဖြစ်နိုင်ဘူးလို့လည်းပြောလို့မရဖြစ်နိုင်ချင်နေတာလို့ဒါပြောချင်တာပေါ့နော်အဲ့တော့နောက်ဆုံးမှကျွန်တော်တကယ်ရင်နာဖို့ကောင်းတာကဒီအခင်းချင်းဒီဒါတွဲဆိုင်မျိုးကကျွန်တော်ဖြစ်ပေါ်လာခဲ့ပြီပေါ့နော်တကယ်ကိုကျွန်တော်ဒါနှမျောဖို့ကောင်းခဲ့တဲ့အခိုက်အတန့်တစ်ခုဖြစ်သွားခဲ့တယ်ဗျအဲ့တော့ကျွန်တော်ဒါကတော့ဒီချီချူခွင့်မရလိုက်တဲ့ပွဲစဉ်တစ်ပွဲပေါ့နော်အနာတူလီမာလီခင်းတဲ့အွန်လိုင်းအစင်းရဲ့တွဲဆိုင်ဖြစ်ပါတယ်နောက်ထပ်တွဲဆိုင်တစ်ခုကတော့ ခင်ရီယန်အပါဇော့ဖြစ်ပါလေ။အဲ့တော့ခင်ရီယန်အပါဇော့လို့ပြောလိုက်မယ်ဆိုတာပရိသတ်တွေအားလုံးမမိကြအောင်မလားတော့မသိဘူး။ဒါကျွန်တော်ခရစ်ယာန်လီနဲ့ရှင်ပြန်ထူးတက်တဲ့အချိန်မှာခရစ်ယာန်လီကိုဒါအရှုံးပေးလိုက်ရပြီးတဲ့နောက်ပိုင်းမှာဒါခက်ဘက်ကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ fighter တူအုပ်ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီခင်ရီယန်အပါဇော့ကအဲ့ဒီသူ့ရဲ့ဒီဝိတ်တန်းမှာရှင်ပြန်ထူးတက်နေတဲ့အချိန်မှာဆိုရင်ပေါ့နော်သူကဒီ champion cup တွေကိုလည်းကျွန်တော်ကောက်ွယ်ထားတယ်လို့ပြောလို့ရမှာပေါ့နော်အဲ့လိုကောက်ွယ်တဲ့အနေထားမှာသူကသူ့အတွက် ဒီ1 championship ကပွဲတယ်ပြီးစရာ fighter တွေကျွန်တော်မရှိနေတဲ့အနေအထားမျိုးမှာ Kim Ryan အပါဆုံးက तू ကဘယ်လိုမျိုးဖြစ်လာလဲဆိုရင် तू က weight တန်းတက်ပြီးတော့မှထိုးမယ်မဟုတ်လား तू က तू က winner weight ဆိုတော့ဒီ middle weight တန်းကိုတက်လာပြီးတော့မှဒါ online answer ဒါမှမဟုတ်ရင်လည်းရောက်ရောက်နဲ့ဒါရှင်ပြန်ထိုးတက်မယ်ဆိုတာမျိုးဖြစ်သွားခဲ့တာပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အနေအထားမျိုးမှာကျွန်တော်ဒါ1ကအဲ့ဒီအခင်းချင်းကိုပုံမဖော်ခဲ့ဘူးလို့ပဲကျွန်တော်ပြောရမယ်ပေါ့နော်ဒါ Ryan Director က online answer နှစ်ပွဲနိုင်ပြီးတဲ့နောက်ပိုင်းမှာဒီ Kim Ryan အပါဆုံးက Ryan Director နဲ့ကျွန်တော်တို့ တော်ပြီးတော့မှဒီရန်နီယာတူရိုင်းမီဒဝိတ်ချန်ပီယံခပ်ပတ်ကိုဒါစင်ကိုထိုးတက်တဲ့အနေအထားမျိုးကျွန်တော်ဖြစ်သွားခဲ့တယ်ပေါ့နော်။ဒါကေမရီယံပါဆုံးကလုံးဝဒီရန်နီယာတူရိုင်းတာကိုဒီ ground ပိုင်းမှာအပြတ်တက်ကိုကျွန်တော်ဒီအလူးလဲပေါ့နော်ကျွန်တော်ရုံးကန်ရဖို့တော်တော်လေးခက်ခဲပြီးတော့မှဒါရန်နီယာတူရိုင်းကိုဒါရှုံးနေသွားခဲ့ရတယ်ပေါ့နော်။အဓိကအကြောင်းရင်းကတော့ကျွန်တော်ရန်နီယာတူရိုင်းတာရဲ့ဒီ Jujutsu Kage နဲ့ဒီအရက်မောင်းကွာဟောင်းမှုပေါ့နော်။ဒါဝိတ်တန်တက်လာတဲ့အနေအထားမျိုးမှာကျွန်တော်တက်လုံကလည်းတော်တော်လေးဒါရင်းပြီးတော့မှထိုးရတဲ့အပြင်ကိုကျွန်တော်တက်လုံအကြအားလည်း ဒါမြင်သွားခဲ့တဲ့အပိုင်းတွေရှိတဲ့တုန်းကဒါ Kimrian ပါစောကဒါ Rainier ကိုရှုံးနေသွားခဲ့တယ်ဗောနအကယ်၍တော့ Rainier တူနေတာကဒါ online အဆန်းကိုကျွန်တော်တို့ဒီဒုတိယမချီပွဲမှာဗောနတိုင်ခဲ့ဘူးဆိုရင် online အဆန်းနိုင်မယ်ဆိုရင် အခင်းချင်းကကျွန်တော် Kimrian အပါစောနဲ့ online အဆန်းနဲ့ကျွန်တော်ချင်းပြန်ထိုးတက်မဲ့တွဲဆိုင်အနေထားမျိုးတော့မှဒါဖြစ်သွားနိုင်တယ်မနော်အဲ့လိုမျိုးမဖြစ်တာကတကယ်ကိုကျတို့ရင်နာဖို့ကောင်းတယ်ဒါခင်မရီယာအမဆောင်ကအကယ်၍ဒါသူ့အနေနဲ့ one championship မှာဆက်ရှိနေသေးအောင်မဲဆိုရင်တော့ဒါ online အဆန်းနဲ့ကျွန်တော်တို့ ဒါမှတွေ့ဘူးဆိုတာဒါဘယ်သူမှပြောလို့မရဘူးနော်ကျွန်တော် when away တန်းအနေထားကြည့်လိုက်မယ် fighter တွေရတယ်ဒါရှားတယ်လူတော်ပြောလို့ရတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာဒါ Kimria Banso ကိုကျွန်တော် wait တန်းတက်ပြီးတော့မှအောင်လာဆန်းနဲ့ဒီ middle weight တန်းမှာပေါ့နော်ရှင်ပြန်ထိုးတက်ဖို့အတွက် one championship ကဒါပွဲတင်ပေးလို့ရတယ်ပေါ့နော်ကျွန်တော်ပြောရတာတခုက Kimria Banso အနေနဲ့ one championship မှာကျွန်တော်ရှိအောင်မယ်ဆိုရင်တော့သူကအောင်လာဆန်းကိုစိန်ခေါ်ထားခဲ့တဲ့အတွက်ကြောင့်မို့စီးမာတာရှိမယ်ဆိုရင်တော့အောင်လာဆန်းနဲ့ဒါလုံးဝတွေ့ပေါင်းနိုင်ချေရှိတယ်ပေါ့နော် ကျွန်တော်ရင်နာဖို့ကောင်းတာကမတမတွေ့လိုက်ရတာပေါ့နော်အဲ့တော့ကေဝီကျွန်တော်တွေ့မယ်ဆိုရင်တော့ဒီသွေးဆိုင်ကလည်းတကယ့်ကိုဒါကျွန်တော် Ryanian Director နဲ့အောင်လအစတို့ရှင်ပြန်ထူတက်ခဲ့တဲ့ပွဲစဉ်ထပ်ပို့ပြီးကြည့်လို့ကောင်းနိုင်ချေရှိတယ်ပေါ့နော်။ဘာကြောင့်ကျွန်တော်ဒီလိုပြောရသလဲဆိုရင်တော့ဒီအောင်လအစနဲ့ Ryanian Director တို့ရှင်ပြန်ထူတက်ခဲ့တဲ့ပွဲကပြောရမယ်ဆိုရင်သူတို့ကတယောက်ကလုံးဝဒီ ground တမဆစ်စစ် Jujitsu တမဆစ်စစ်တယောက်က stand fight တမဆစ်စစ်ဖြစ်နေတော့ပြောရမယ်ဆိုရင်တိတ်ပြီးကစားတာတိတ်ချိုးပြင်းမှုမရှိသလိုပွဲကောင်းတဲ့ပွဲမဖြစ်ဘူးပေါ့နော်။ ဲ့တော့အနာတူလီမာလီကင်တို့ဗီတလီဘစ်တက်စ်တို့ဒီကင်ရီယန်ဘာဆာတို့ဒီသုံးလုံးနဲ့ပွဲဖြစ်မယ်ဆိုရင်ဒါပွဲကဘိုးတော်ကြီးလို့ကောင်းနေတယ်။ကင်ရီယန်ဘာဆာကလည်းဒီနဘန်းအပြူနဲ့ကစားတဲ့အပိုင်းရှိတယ်။အနာတူလီမာလီကင်ကလည်းနဘန်းအပြူနဲ့ကစားတဲ့အပိုင်းရှိတယ်ပေါ့နော်။ဒါစတန်ဖိုက်ကလည်းဒီဖိုက်တာနဲ့ဦးလုံးကလည်းလုံးဝကောင်းတယ်။ဗီတလီဘစ်တက်စ်တို့လည်းစတန်ဖိုက်ကောင်းတယ်ပေါ့နော်။အဲ့တော့နောက်ဆုံးကျွန်တော်အောင်လကဒီ ground ပိုင်းရောက်ရှိသွားခဲ့မယ်ဆိုရင်တော့မှဒါသူကယုံရင်းနဲ့ကျွန်တော်ပြန်ထားလို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့ကဒီကျွန်တော် ground ပိုင်းမှာအရင်ကြီးတောင်းနေတော့မှကွာလန်ဆန်းဒီချုပ်ခွက်နဲ့ဒီမချုပ်ခံရရင်သူ့အနေနဲ့ပြန်ပြီးယုံထနိုင်တဲ့ဒီစွမ်းဆောင်ရည်တွေကျွန်တော်ရှိတယ်ပေါ့နော်အစောပိုင်းမှာကျွန်တော်ပြောတဲ့ဒီ fighter 4ဦးထဲမှာပေါ့နော် Rainier တိုင်းတန်ယော Vitaly Petrosyo ဒါ Kimrian Abasov ရောပေါ့နော်ဒီ fighter 3ဦးလုံးက1 championship နဲ့လမ်းတော့မခွဲတော့ဘူးဆိုတော့ online ဆန်းနေရတာတွေ့ဖို့ကဒါရခိုင်တော့အရာဒါဖြစ်နိုင်ချေအရာတော့ဒါများနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အထင်ကတော့ကွာလန်ဆန်းနေနဲ့ဒီဒန်ယာအချင်းကြီးကြောင့်ပေါ့နော်ဒီရှုံးပွဲဆက်လာတာတော့ ကျွန်တော်မြင်နေပြဒီတန်ရာအချောင်းကိုကောင်လန့်ဆန်းကဒီကျွန်တော်သူ့ရဲ့ဒီနောက်ဆုံးရှင်ပြန်ထုတ်တက်ခဲ့တဲ့ပွဲစဉ်မှာဆိုတော့ဒီတန်ရာအချောင်းနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့၃နှစ်ကသူဒီ surgery လုပ်ထားခဲ့တယ်ဆိုတော့အချောင်းကိုကျွန်တော်တို့ပြောခဲ့တာမျိုးတွေ့ရတယ်ပေါ့နော်တန်ရာကလည်းကျွန်တော်တို့ပြောမယ်ဆိုရင်တော့နင်းနေတော့တန်ရာမဟုတ်ဘူးပြကောင်လန့်ဆန်းပြောတဲ့ဒီ stand fitted တန်ရာရတာထက်တော်တော်လေးကိုချင်းနေစိုးတယ်လို့ဒါကောင်လန့်ဆန်းကကိုယ်တိုင်ကထုတ်ပေါ်ပြောဆိုထားတယ်ပေါ့နော်အဲ့တော့ကောင်လန့်ဆန်းပြောမယ်ဆိုတော့အစောပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ဒီ fighter တွေကို သူ့အနေနဲ့ဒီမထိုးတက်လိုက်ရတာပေါ့နော်ဒါကျွန်တော်တို့လည်းဒါချိခွင့်မရလိုက်တဲ့ပွဲစဉ်ဖြစ်သွားခဲ့ရတဲ့အကြောင်းရင်းကကိုအောင်လန့်ဆန်းရဲ့ဒီဒဏ်ရာအခြေအနေကြောင့်လို့ကျွန်တော်တို့ဒါပြောလို့ရတယ်ဗောနော။ Okay အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒီ topic ဒီအောင်လန့်ဆန်းရဲ့ချိခွင့်မရလိုက်တဲ့ဒီပွဲစဉ်၄ပွဲနဲ့အတူဗောနော။ပွဲစဉ်၄ပွဲဘာကြောင့်ဒါမဖြစ်ပေါ်လာရခဲ့တယ်လဲဗောနော။နောက်ပြီးတော့မှသူဘယ်လိုမျိုးနောက်ကွယ်မှာဒါကြုံတွေ့နေရတယ်လဲဘယ်လိုမျိုးဒီခွဲစိတ်မှုတွေဗောနော။အကြီးစားတွေ လုတ်ခဲ့ရတယ်လဲဆိုတဲ့အကြောင်းအရောဒါပြောဆိုသွားပြီးခင်တာပဲဖြစ်တယ်ဗောနော်